ကျောင်းကြီးကတကယ်ရှင်းနှစ်ပေါင်းရာကျော်ကကျောင်းကြီးဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကျောင်းကြီးမှာပြရလောကသားတွေအများကြီးရှိပါတယ်ဒီကနေ့ပတ်သက်ပြီးတော့တကယ်သူတို့ကူညီထားတယ်တကယ်ကိုကူညီထားပါတယ်အဲ့ဒါတော့သူတို့ကိုယ်တိုင်လည်းကျွန်တော်တို့ပြောပါဟိုရာတို့ကောမဒီလို့ဆိုတာကြောက်ပြီးသွားရင်ရီပြီးသွားရင်ပြီးသွားတဲ့ဟာမျိုးပေါ့နော်ဒါပေမဲ့ဒရာမာနဲ့တွဲလိုက်တဲ့အတွက်ရင်ထဲမှာစွဲပြီးကြက်နေတယ် ဘုရားဖះဟာအကောင်းနဲ့အဆိုးကိုလမ်းပြတဲ့သူပဲကိုယ်တိုင်သာလျင်ကြိုးစားမတင်ဘီလင်းဘီရန်တင်ပြည်သူများပြန်လဲထူထောင်ရေးရံပုံလို့ဖြစ်ဒီကမှာရတဲ့ဝင်ငွေရတရားရကန်လို့ပြောတာ ဒီကမ်းမှာထူးခြားတဲ့တိုက်ဆိုင်မှုတွေတော်တော်များတယ်တော်တော်များတော့အဲ့ဒီများတဲ့အထက်မှာအခုနောက်ဆုံးတိုက်ဆိုင်မှုရှိတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီကကျွန်တော်တို့ကရွှေ့လာတယ်ရွှေ့လာတယ်ဆိုတာဒီရက်ကိုကြအောင်ကျွန်တော်လည်းလုပ်လို့မရဘူးသူ့ဟာသူဖြစ်လာတယ်အဲ့ဒီရက်ကတိုက်တိုက်ဆိုင်ဆိုင်ကျွန်တော်ရဲ့မွေးနေ့ဖြစ်တယ်ကျွန်တော်ရဲ့မွေးနေ့နဲ့ကွတ်တိကြတယ်အဲ့ယုံတင်တဲ့ရက်မှာအဲ့ဒါကတော့အခုနောက်ဆုံးတိုက်ဆိုင်တဲ့ဟာပေါ့နော်အဲ့ဒါနစ်စန်တည့်နေ့တွေကကျွန်တော်တို့ကပြမယ်ဆိုပြီးရွှေ့လိုက် ပြီးလိုက်တော့ကျွန်တော်တို့ယူရက်က6ရက်6လမှာရ6ရက်6လနေတာထပ်ယူပါအရှိကားရနှစ်ပတ်ဖြစ်လာပြီးသွားတဲ့ရက်ကအခုနောက်ဆုံးမှာကျွန်တော်မူနေတက်တယ်ကိုပြီးတာအဲ့ဒါကျွန်တော်လက်လုပ်ယူရမှာမဟုတ်ဘူးဒါထူးဆန်းတဲ့ကံကြမ်းအပြီးတဲ့လက်ဆောင်လို့ပဲသဘောတူပါတယ်ကျွန်တော်ဒီကားရိုက်တဲ့အချိန်မှာအတန်တော်ဘူးလို့ကောင်းကောင်းမထွက်နိုင်သေးဘူး။အတန်တော်မှအဲ့လိုအားမရှိသေးတဲ့အတန်။ဘာဖြစ်လို့လဲဆိုတော့ ကြောက်ကလဲထားပြီးကသာကူကန်အားတွေချထားချတော့ကူကန်အားချထားတဲ့စီးတွေပေါက်နေရတောက်နေရတဲ့အတွက်လူကနှုံးနေတာအများအားအားမရှိဒါပေမဲ့ကျွန်တော်စကားပြောရင်ဘာလဲဆို Bluetooth speaker လေးနဲ့ mic နဲ့ပြောရတော့အားလုံးအဲ့လိုပဲညွှန်ကြားဒါပေမဲ့ရရင်ရရင်နဲ့စိတ်ပါလာတဲ့အခါကျတော့အဲ့စိတ်ကပဲလူကိုကြမ်းပါသေးတာလားမသိဘူးပြင်ပန်းပေမဲ့ကိုလုံးချင်တာလုံးမရရင်ပျော်နေတယ်ဆိုတဲ့ထုံးစံအတိုင်းပဲဒီမှာတော့သူ့ဘက်သူကြမ်းပါလာတယ်အခုဆိုရင်တော်တော်လေးလူကောင်းတယောက်လူရဖြစ်နေတယ် ဲ့တော့ horror နဲ့အတူတူကျွန်တော်တို့က drama ရိုးထားတာပေါ့နော်အ drama အနေနဲ့ခံစားချက်ပေါ့ကျွန်တော် horror ဆိုတာခုနက horror ရော comedy လို့ဆိုတာကြောက်ပြီးသွားရင်ရီပြီးသွားရင်ပြီးသွားတဲ့ဟာမျိုးပေါ့နော်ဒါပေမဲ့ drama နဲ့တွေ့လိုက်တဲ့အတွက်ရင်ထဲမှာစွဲပြီးကြက်နေတယ်ကျွန်တော် drama ကတော့နှလုံးသားကိုထိသွားစေတာအဲ့တော့ထိသွားစေမဲ့အဲ့ဒီလိုဟာမျိုးတွေဒီထဲမှာထည့်ထားပါတယ်အဲ့ဒါတော့ဆရာနဲ့တပည့်အမိနဲ့သားမိဘမေတ္တာတွေပါအောင် ကြည်နေတဲ့တရားကြီးကိုကြောက်ရင်ကြောက်ရမ်းတနာတော့ရိုက်ပြတာ။အဲ့ဒီကြောင်းကြီးကနှမျောစရာကောင်းတာ။အခုအချိန်မှာရုပ်ရှင်နဲ့မှပဲမြင်နိုင်ပါတယ်။ကျွန်တော်တို့အပြင်မှာမမြင်နိုင်တော့ဘူး။အဲ့တော့အပြင်မှာမီးလောင်ပြီးပြာပုံကြည့်ပဲတွေ့ရတယ်။အဲ့ဒီကြောင်းနိုင်စရာတော့လေတက်ရှိထင်ရှားမရှိတော့ဘူး။ပြန်လုံတော့မူသွားပါလား။အဲ့ဒါတော့ထူကြတဲ့တိုက်ဆိုင်မှု။အဲ့တော့ကျွန်တော်တို့အနေနဲ့ကဘာလုပ်ချင်လဲဆိုတော့တကယ်အဲ့ဒီကြောင်းကြီးကတကယ်ရှင်းနှစ်ပေါင်းရာကျော်ကကြောင်းကြီးဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီကြောင့်မှပြရလောကသားတွေအများကြီးရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာပထမဦးဆုံးပြတဲ့ first day first show မှာတော့ကျွန်တော်စိတ်ကူးထားတယ်အဲ့ဒါဘာလဲဆိုတော့တန်ခါ၅ဘာလောက်ကိုဒုမုတ်၁၀ဘာလောက်ပေါ့နော်အစင်ပြေတယ်လို့ကျွန်တော်တို့သင်္ကန်းတွေကတ်ချင်တယ်လူကဏ္ဍလုတ်ချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကားနဲ့ပတ်သက်ပြီးတော့တကယ်သူတို့ကူညီထားတယ်တကယ်ကိုကူညီထားပါတယ်အဲ့ဒါတော့သူတို့ကိုယ်တိုင်လည်းကျွန်တော်တို့ပြောပါတယ်ပြောတော့အဲ့ဒါသူတို့ရဲ့အကူအညီတွေလည်းအများကြီးပါပါတယ်သူတို့လုံးဝနှောက်ယှက်ဖို့အစီအစဉ်မရှိဘူး ီကောက်အကောင်းဆုံးဖြစ်အောင်သူတို့စောင့်ရှောက်မယ်လို့ပြောတယ်။ဒါဗမာသူမှာလည်းဒီယုံမှာယုံကဒီကျွန်တော်တို့အခန်းထဲမှာပဲဒီမှာဒီသမရယုံမှာဆက်စုနေငါမကြိုက်ဘူးအဲ့တော့ဒီစကားရတဲ့ဟာတွေကငွေအားလုံးကိုလည်းအမြတ်ငွေအားလုံးကိုထုတ်လုပ်သူရဲ့ဘောတူညီချက်ပေါ့သူကရန်လည်းလှူခြင်းနဲ့ဆန္ဒကျွန်တော်တို့အားလုံးကလည်းလှူခြင်းနဲ့ဆန္ဒနဲ့ကျွန်တော်တို့ရက်ရတဲ့ဝင်ငွေအားလုံးကို မီလီယံဘေးဒဏ်ပြန်လဲထူထောင်ရေးမတင်မီလီယံဘေးဒဏ်တင်ပြည်သူများပြန်လဲထူထောင်ရေးရံပုံလို့ဖြစ်လူကားမှာရတဲ့ဝင်ငွေရဲ့တရားရာခိုင်နှုန်းကိုပြောတာအဲ့တော့ဒီစကမ်းလာကြည့်တဲ့အချိန်မှာသူကဟိုကြောက်ရတယ်ပန်းပြေရတယ်ပြီးတော့ခုနကတော့ message ကြီးရသွားတယ်အဲ့လိုတွေရသွားတဲ့အပြင်မှာမှသူကဘာလဲဆိုပြန်သွားရင်ကုသိုလ်တွေပါရသွားမှာဒါဆိုသူတို့ရဲ့ကြည့်တဲ့ရုပ်ရှင်ကကျွန်တော်တို့အတွက်အလူဖြစ်ပါတယ်